ားလုံးပဲမင်္ဂလာပါရှင်အခုမြစ်စုရောင်းနေတဲ့နေရာကတော့ဘာလီမှာရှိရဲလမ်မူရန်တံပဲပဲဖြစ်ပါတယ်ဒီတံပဲကဘာလီမှာဆိုလို့ရှိရင်ရှေ့ကျဆုံးတံပဲတွေတစ်ခုပဲဖြစ်ပါတယ်ရှင် ဒီလိုလာဖို့အတွက်ဆိုလို့ရှိရင်မြစ်စုလိုကုတ်ကားလေးနဲ့လာတယ်ပြီးလို့ရှိရင်အောက်ခြေကနေပြီးတော့တောင်ပေါ်တက်ဖို့တော့ကားတစ်ဆင့်ထက်စီရတယ်ပေါ့နော်ကားတစ်ဆင့်ထက်စီမယ်ဆိုလို့ရှိရင်မြစ်စုတို့တယောက်5ရူပီး9000ပေးရပါတယ်ဒါပေမဲ့ဒီထက်တော့ကိုဝင်ကြီးကတော့တယောက်ကိုရူပီး9000ပေးလို့ရှိရင်အခုလိုမျိုးအဲကိုဒီမှာတက်ဖို့ရဖို့တန်းစီနေတော့ကင်နံပါတ်လေးရမှာဖြစ်ပါတယ်ရှင်မြစ်စုလိုအရင်ကနေစထွက်ခဲ့တာကတော့မနက်9နိုင်ခွဲဖြစ်ပြီးတော့ဒီရောက်တဲ့ချိန်မှာတော့7နိုင်ရှင်းနိုင်လောက်တော့ဖြစ်ပြီပေါ့နော်ဒါပေမဲ့အခုဒီလိုတုံငင်နံပါတ်ရပြီလေရှင်မြစ်စုတော့မနက်စာလေးစားလိုက်တယ်ဒါဆိုလို့ရှိရင်အခုမြစ်စုအခုချိန်က ာတော့ဒါ9နိုင်ခွဲ10နိုင်ပေါ့နော်။ဒါပေမဲ့အခုချိန်ဒီဒီမလိုမျိုးအခုမှနံပါတ်နံပါတ်100ပဲရှိသေးတယ်အတွက်မြို့ဆိုနောက်တဲ့28ရက်မြောက်ကိုဆက်ရပါဦးမရှင်။အဲ့တော့ကိုကတကယ်လို့ဒီရောက်ပြီဆိုလို့ရှိရင်ဒီမှာစမနေပဲနဲ့မနက်စာလေးပါစာပြီးမှာပါပြန်လာခဲ့မှာဆိုရင်တော့ကိုတော့အချိန်လည်းတတတယ်။အဲ energy လည်း save ဖြစ်တယ်ပေါ့နော်။ အခုမြစ်စုတို့ဒီတော့ဓာတ်ပုံရေးဖို့စောင့်နေတဲ့အချိန်မှာဒီညလေးမှာလည်းဓာတ်ပုံလေးလေးလပတ်တာလေးရေးလို့ရတယ်ပေါ့နော်ဒီမှာကလေကားတဲ့မြစ်စုတို့အဆုံးတီးတော့တက်လို့ရတာဒါမဲ့ဟိုလေကားဖွင့်တဲ့ထိဒီတော့ဝင်လို့မရဘူးပေါ့နော်ဒါသူတို့ရဲ့တိတကံလေးကိုယ်ကိုယ်ရဲ့လူတွေအတွက်ပဲဝင်ပေါက်လုပ်ထားပေးတာဖြစ်ပါလိမ့်ရှင်မြစ်စုတို့ကတော့ဒီအောက်ခြေလေးရဲ့နောက်ထပ်တနည်းအားလေးဒီလိုမျိုးနားလေးမှာလာလာတဲ့နေရာလေးမှာတော့ဒီစောင့်နေရင်ဓာတ်ပုံခဏရေးလို့ရပါလိမ့်ရှင် ပြည်သူတို့ဒီပေါ်လာမယ်ဆိုလို့ရှိရင်တို့ကတို့ပေးထားတဲ့ဒီလိုဝတ်ဆောင်မျိုးဝတ်ရတယ်ပေါ့နော်တကယ်လို့ကိုကမိုးတက်ဘူးဆိုလို့ရှိရင်ဒါတို့ကိုကိုပေးတယ်ပြီးလို့ရှိရင်ကိုကတကယ်လို့ဒီလက်ပြတ်တွေပိုင်ဝတ်လာမယ်ဆိုတို့ပေါ်လာလေးတစ်ခုထပ်ပေးရပေါ့နော်ငါကကိုဘလိုပဲဝတ်ဖို့တို့ကဒါလေးဝတ်ဝတ်မှာဖြစ်ပါတယ်ငါကယောက်ျားရောမိန်းမရောနှမျိုးလုံးဝတ်ရတယ်အားပဲဖြစ်ပါတယ်ရှင်ဒီတော့ကဝတ်ဆောင်ကကတော့ပေးစရာမလိုဘူးပေါ့နော်တို့ကဒီမှာဝင်ကြီးထဲမှာတော့ခုနသားတောင်းပေးရပြည့်အတွက်ဝတ်ဆောင်ကြီးမတောင်းတော့ပါဘူးရှင်

စ်စုတို့စီးလာတဲ့ကားကတောင်ကြီးထိပဲသွားလို့ရတာဖြစ်ပြီးတော့တံပဲကိုဆက်သွားမယ်ဆိုရင်တော့အခုလိုမျိုးတံပဲအစီအစဉ်ထားပြီးတဲ့ bus ကိုစီးရမှာဖြစ်ပါတယ်။ဒါမှမဟုတ်ဘူးကိုကလမ်းလျှောက်သွားချင်တယ်ဆိုလို့ရှိရင်လည်းရပါလိမ့်ရှင်။တံပဲရဲ့ဝင်ကျင်းနေတဲ့တယောက်ကို rupees 9000ကျပ်တင်มาဖြစ်ပြီးတော့10ဒေါ်လာနဲ့ဆိုရင်တော့6ချက်ကျော် ပေးရမှာဖြစ်ပါတယ်ရှင်။ပြည်စုတို့ဝင်ကျင်းပေးပြီးတာနဲ့အခုလိုမျိုးတကွင်းနံပါတ်လေးပါတစ်ခါတည်းထည့်ပေးလိုက်မှာဖြစ်ပါတယ်ရှင်။ ။တံပယ်ထဲဝင်ဖို့တော့ဆာလုံကိုတော့သူတို့အလကားနိုင်ရပြီပါတယ်ရှင်။တောကီနမက128ဖြစ်တဲ့အတွက်တခြားလူတွေကိုစောင့်ရင်းနဲ့မနက်စာကိုတခါတည်းဝင်ပြီးတော့စာခဲ့လိုက်ပါတယ်ရှင်။ view point နဲ့အချက်ချကြားတဲ့နေရာဖြစ်တာကြောင့်ဈေးရတော့များပြီမဲ့အရင်တော့ရတာမကောင်းပါဘူးရှင်။ဒီလန်းနေရာနေပြီးတော့အရှိတ်ဘက်လေးတက်တက်ဆက်လျှောက်သွားမယ်ဆိုလို့ရှင်9မိနစ်လောက်လျှောက်ပြီးတာနဲ့တံပေကိုရောက်မှာဖြစ်ပါတယ်။ ရောက်တဲ့ချိန်ကမနက်၈နာရီဆိုပေမဲ့မြူလေးတွေကကြာနေတဲ့အတွက်ရှေ့ကိုတော့တကယ်ကွယ်မမြင်ရပါဘူးရှင်။ဒီလမ်ဘူရန်တံပယ်ကပါလီရဲ့ရှေ့ဘက်ရဲ့ဆွန်ဆွန်မှာရှိတဲ့အတွက်ဥပုကနေလာမယ်ဆိုလို့ရှိရင်တော့3နိုင်လောက်ကစီယာမှာဖြစ်ပြီးတော့ဆမီရတို့ကုတာတို့ဘက်ကနေလာမယ်ဆိုရင်တော့3နိုင်4နိုင်4နိုင်ခွဲလောက်ကစီယာမှာဖြစ်ပါတယ်ရှင်။တဝုန်ရိုက်ဖို့အတွက်တက်စီပြီးစောင့်နေတဲ့ချိန်မှာလည်းဒီနီနာတဝိုက်မှာရှိတဲ့တခြား location လလလေးမှာလည်းတပုန်အခုလိုမျိုးရိုက်သွားလို့ရပါတယ်ရှင်။ တယောက်ကို post 365မျိုးပေးလို့ရမှာဖြစ်တဲ့အတွက်ကိုကတကယ်လို့ကိုယ့်လက်မတိုင်ခင်မှာသူများတွေဘယ်လိုမျိုး post ပေးရဆိုတာကိုကြည့်ထားလို့လည်းရပါတယ်ရှင်ကိုလည်းရောက်တဲ့ခါမှာလည်းသူတို့ကိုဖုန်းလေးပေးလိုက်ရုံနဲ့သူတို့ကကုတ်တာကိုတဘုံရိုက်ပြီးမှဖြစ်ပါတယ်ရှင်ဒီနေရာလေးကိုတော့ Gate of Heaven လို့နတ်ပြည်ရဲ့တကားပေါက်လို့ခေါ်ပြီးတော့တကယ်လို့ရာသီဥတုတာယာမယ်ဆိုရင်တော့အနောက်မှာရှိနေတဲ့ Mount Argon မိတောင်ကိုတွေ့ရမှာဖြစ်ပါတယ်ရှင်။ ပြည်သူတို့ရောက်တဲ့အချိန်မှာတော့တိမ်တွေအုပ်ဆိုင်ပြီးတော့မြူတွေကျနေတဲ့အတွက်ရာသီဥတုကမသေးခွဲတဲ့တော့တေချာရှင်းရှင်းလင်းလင်းတော့မမြင်ခဲ့ရပါဘူးရှင်ပါလီရဲ့ရာသီဥတုကအစိုးမရတာကြောင့်သူကနှင်းနေကြလိုက်မိုးရွာလိုက်ဖြစ်နေရကြောင့်ဓပုံလေးရိုက်ဖို့အတွက်ကိုတော်တော်လေးဆောက်ရတယ်ပေါ့နော်။ပြီးတခါလေးဓပုံရိုက်လိုက်ပြီးလို့ရှိရင်အထဲထဲဝင်နေလိုက်နေပဲမြေစုတို့သွားလိုက်လာလိုက်နေပဲတော်တော်လေးကိုအချိန်လဲကုန်ခဲ့ပါလားရှင်။ အခုဆွေးလုံနေတဲ့နေရာကလမ်ဘူရန်တံပင်နားမှာရှိတဲ့ hidden view ဆိုတဲ့နေရာလေးပဲဖြစ်ပါတယ်။ဒီနေရာကတော့တံပင်မှာစောင့်နေရင်းနဲ့ဓပုံစရာတွေအတင်းပေါ့နော်သူတို့လမေးနဲ့ဒီ package လေးကိုလုပ်ပြခဲ့တာဖြစ်ပါတယ်။ဒီမှာဘာလီမာကဘာပဲလုံလုံမြင်းစုတို့ဈေးစစ်ဖို့လိုပါတယ်ရှင်။သူ့ရဲ့ package က package တစ်ခုကို1 million သူကတောင်းနေပေါ့နော်။ဒါပေမဲ့မြင်းစုတို့ကဈေးစစ်ပြီးတခြားကိုလိုချင်တာလေးထည့်ခိုင်းပြီးတော့ package ကိုဈေးစစ်ပြီးတော့ယူခဲ့ပါတယ်ရှင်။ ဒီမှာဆွင့်လို့တာတက်ဆိုင်ရင်တော့ rice dairy ဘက်မှာဆွင့်လို့တာကပစိလက်တန်တလို့ပို့ပြီးတော့လဲလှပါတယ်ရှင်လာဘူရန်တံပဲလာဖို့အတွက်ချိန်အများကြီးယူရတာဖြစ်တဲ့အတွက်မြစ်စုကတော့9ယောက်စီကားငါပြခဲ့တယ်ပေါ့နော်ကားတစ်စင်းလုံးကိုတစ်နေ့လုံးဆိုလို့ရှိရင်စင်ကာပူဒေါ်လာ60ကျပ်တင်မှာဖြစ်ပါတယ်ရှင်။ကားကားလေးနဲ့ဘာလီခင်းစင်မှာဘယ်နေရာလေးဆက်ပြီးတော့သွားခဲ့တယ်ဆိုတာကိုနောက်ဗီဒီယိုလေးမှာပြပြပေးသွားမှာဖြစ်တဲ့အတွက်မြစ်စုရဲ့ဗီဒီယိုလေးတွေကိုဆက်ပြီးတော့ဆက်ကြည့်ပေးကြပါဦးနော်။ အားလုံးပဲဆုံးနိကြည့်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်အားလုံးပဲတတပါ